ကြောက်ခဲရီပါရီစဘာကိုစံစစ်စစ်ဖြစ်အောင်လှုပ်ပြတဲ့စက်ပစ္စည်းမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရီအကောင်းဆုံးဟင်းတစ်ခွက်နဲ့ထမင်းပူပူလေးကိုအားရပါရစားလိုက်တဲ့အချိန်ဂျူးဆိုတဲ့အတန်နဲ့အတူသွားတစ်ချောင်းလုံးကျဉ်တက်သွားတဲ့ခံစားချက်မျိုးမိတ်ဆွေတို့ကြုံဘူးကြမှာပါအဲ့ဒီအချိန်မှာဟင်းဘလောက်ကောင်းကောင်းစားချင်စိတ်တောင်ပျောက်သွားရကြပါရီအဓိကတည်းရဲ့ခံကတော့ထမင်းထဲမှာရောပါလာတဲ့ကြောက်ခဲပါပြီဒါပေမဲ့ကြောက်ခဲတွေတမင်ရောထားတဲ့စပားအိတ်ထဲကိုစက်တလုံးကနေပြီးတော့ပိုက်လုံးကြီးထိုးထည့်ပြီး စံစစ်စစ်တွေပဲထွက်လာအောင်လုပ်ပြမယ်ဆိုရင်ရုံနိုင်ကြပါမလားအခုမြင်ကွင်းထဲမှာမြင်နေရတဲ့တယောက်ကတော့တက်တေပြဖို့အတွက်အသင့်ဖြစ်နေပါပြီသူကကြောက်ခဲရီအများကြီးရောထားတဲ့စပားဤထဲကိုစပိုက်တစ်ခုကိုမျက်နှာတီတီနဲ့ထိုးထည့်လိုက်ပါလိဘေကလူတွေအားလုံးကတော့ဒီလူယူမြသွားပြီလားစက်ကြီးအစိမ့်စိမ့်မော်မော်ပြက်စီးတော့မှာပဲလို့တွေးနေကြမှာပါဒါပေမဲ့ခဏအကြာမှာတော့အားလုံးရဲ့အထွေးတွေမှာသွားပါလိဆက်ရဲတစ်ဖက်ကနေထွက်လာတာကကြောက်ခဲမပြောနဲ့ဖွဲရစရောင်မပွားတဲ့ပလဲလုံးလေးလိုဖြူစင်ဝင်မွနေတဲ့စံစည်းအစ်စ်တွေပါပဲ ဒါကမြဲလဲလည်းမဟုတ်တယ်လို့စိတ်ကူးရင်ဇာလန်လည်းမဟုတ်ပါဘူး။ဒါဟာကဘာတဝန်ကတောင်သူလေသမားတွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်မယ့်ဤပညာတစ်ခုပါပဲ။ဒီတော့ဒီဆက်ကဘလို့များဒီလောက်တော့တော်နေရတာလေ။သူရဲ့ဤပညာကရိုးရှင်းမှုပေါက်ပြီးမဲ့အင်မတန်ထိရောက်ပါရီ။ပထမဆုံးအဆင့်ကတော့ဇဘကွန်ချွတ်တဲ့အဆင့်ပါ။ဒီအဆင့်ကရည်စားကိုဖုံးဆက်ချော့တယ်လို့ပါပဲ။အရန်ကိုညင်ညင်သာသာဂိုင်တွေရပါရီ။စက်သေးကိုစပါးတွေဝင်သွားတာနဲ့ရာဝါဒလိန်နှုံးနှစ်တုံးချားကနေဖြတ်ခိုင်းလိုက်တာပါ။ အဲ့ဒီတလိမ့်နှုံးတွေကစပားစီကိုမကြိုးမကြေစေပဲအခွန်ကိုပဲတီးတန့်ထွက်သွားအောင်လို့ညင်ညင်သာသာဖိညက်ပေးတာဖြစ်ပါလိမ့်။အရေးကြီးဆုံးဖြစ်တဲ့ဒုတိယအဆင့်ကတော့စံနဲ့ကြောက်ခဲကိုခွဲထုတ်ပြီးတဲ့အဆင့်ပါ။ဒီအဆင့်မှာတော့သူကနီးပညာနှစ်ခုကိုသုံးပါလိမ့်။တစ်ခုကလေမှုတ်ထုတ်တဲ့စနစ်ပါ။ဒါကတော့လူပိန်နဲ့လူဘွားကိုလေပြင်းတိုက်တဲ့နေရာမှာထားလိုက်သလိုပါပဲ။ပေါ်ပါတဲ့ဖွဲတွေအမုံတွေကလေနဲ့အတူလွင်ပါသွားပြီးအလေးချိန်စီးတဲ့စံနဲ့ကြောက်ခဲတွေသာခြံခဲ့ပါလိမ့်။ရန်ကုန်မှာမိုးတိမ်နေရွေသွားသလိုမျိုးပါပဲ။အဲဒီနောက်မှာတော့အဓိကဇာတ်လိုက်ဖြစ်တဲ့ gravity separator လို့ခေါ်တဲ့တုံခါးစက်ကြီးတွေကအလုံးလုံးပါရီတုံခါးရဲ့စကားပြားတစ်ခုပေါ်မှာဆန်တဲ့ကြောက်ခဲတွေကိုတင်လိုက်တဲ့အခါလူစီကားရဲ့ bus ကားပေါ်မှာလိုပါပြီတဖြည်းဖြည်းနဲ့ကိုနဲ့အမျိုးအစားမတူတဲ့သူတွေကတခြားနေရာရောက်သွားပြီးကိုအုပ်စုနဲ့ကိုပဲကြံခဲ့တယ်လို့ပါပြီတိတ်သီးစာများတဲ့ကြောက်ခဲတွေကတုံခါးမှုကြောင့်တနေရာရာမှာသွားစုပြီးတိတ်သီးစာနေတဲ့ဆန်စည်းအစ်စ်တွေကတော့တီးတန့်လန်းကြောင်းကနေထွက်သွားတာဖြစ်ပါရီအရင်တော့ဆိုရင်ကျွန်တော်တို့ရဲ့အမေရီအဖွားကြီးစပါးတရာတီပြီးရင်ကြောက်ခဲရွေးဖို့အတွက်တဏီကုံခါကုံပြီးတော့အချိန်ပေးခဲ့ရပါလိမ့် လူနဲ့တနေကုန်ထိုင်ပြေးတာတော့ကြောက်ခဲတွေကကြံနေတော့မှာပြီအခုတော့ရွေလျားစပားကျိတ်ဆက်တွေပေါ်လာတဲ့အခါမှာတောင်သူတွေအတွက်အိမ်မက်တစ်ခုတကယ်ဖြစ်လာသလိုပါပဲတနေကုန်လို့ရမယ့်အလုပ်ကိုမိနစ်ပိုင်းတွင်မှပြီးစီးစေတယ်လူလည်းမပင်ပန်းတော့ဘူးကိုယ်လေကထွက်တဲ့စပားကိုဂျားပွဲစားစီမပို့ပဲကိုရိုင်းတန်းစင်ပြီးအေးအသွေးမြင့်ဆန်အဖြစ်နဲ့တိုက်ရိုက်ရောင်းချနိုင်တာကြောင့်ဝင်ငွေလည်းပိုတိုးလာစေပါလိမ့်ဒီတော့အစာပိုင်းမှာကျွန်တော်တို့မြင်တွေ့လိုက်ရတဲ့မြင်ကွင်းဟာယူသွမှုတစ်ခုမဟုတ်ဖ ೇನೆ ခေတ်သစ်လေယာဆိုင်ပြိုးရဲ့တော်လန်ကြီးတစ်ခုဆိုရင်လည်းမမှားပါဘူး ီလိုဒီထွေးမှုလေးတွေကတာမန်လို့ထင်ရပါမယ်။နောက်ွယ်ကတောင်သူတွေရဲ့ဘဝကိုအများကြီးပြောင်းလဲပေးနိုင်တယ်လို့ကျွန်တော်တို့လိုစားသုံးသူတွေအတွက်လည်းအင်မတန်မှအကျိုးရှိစေပါသည်။လူကြီးမင်းတို့ရောထမင်းတွေကကြောက်ခင်းနဲ့ပတ်သက်ပြီးဘလို့အမတရားတွေရှိခဲ့ဖို့လဲဆိုတော့ဂုံးမတ်မှာဝင်ရောက်ရေးသားပေးခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်။